တနင်္ဂနွေသားသမီးများအတွက်2025ခုနှစ်ဧပြီလ10ရက်နေ့မှ14ရက်နေ့အထိတပတ်စာ hostel ဒီရက်တွေအတွင်းမှာမိမိကံစားတာအကောင့်ဘက်ကို အတော်လေးအလေးတာနေတတ်သည်ပုံမှန်ဝင်ငွေအပြင် အခြားသောလက်လာဘတွေမကြာခဏဝင်လာတတ်ပြီးတိတိတတ်တာစီးပွားတတ်ပါလိမ့်မည်စတူကိစ္စစာချုပ်ချုပ်ပြီးလောက်ရသောကိစ္စတွေမှာအကျိုးပေးအောင်မြင်နိုင်သည်ပညာရေး အလုံးအင်တာဗျူးတင်နန်းကိစ္စတွေမှာဆရာသမားတွေရဲ့အကူအညီထောက်ပံ့ရတတ်သည်။အောင်မြင်မည်။လက်ရှိအလုံးမှအလုံးအစ်စ်နေရာအစ်စ်ကိုပြောင်းရွှေ့တာမျိုးဆန္ဒမစောတင်ပါဘူး။မိမိကိုယ်ပိုင်လုပ်ငန်းမှာအလုံးအစ်စ်တိုးချဲ့တာအလုံးအစ်စ်လုပ်ရတာမျိုးတွေပေါ်လာတတ်သည်။အိုးအိမ်နေရာထိုင်ခင်းအဆောက်အဦးကိစ္စတွေအဆင်မပြေစိတ်ရှုပ်ထွေးစရာများနဲ့ကြုံမည်။ငွေကြေးကံကတော့အလွန်အားကောင်းနေတတ်သည်။ ကျိုးပေးသောအယောင်ကျက်သွေးယောင်အနီယောင်အကျိုးပေးသောကနန်း၆၁အချစ်ရေးစိတ်တဘောကွဲလွဲစရာများနှင့်ကြုံဤအိမ်တော်ရေးအထင်လွဲဆွဆွဲခံရတာမျိုးနှင့်ကြုံရတတ်သည်ကျမ်းမာရေးလက်အကျော်ဒုက္ခပေးတတ်သည်ရရာစီထမီမိမိအိမ်ဖျားမှာကတ်လူပါတနင်္လာသားသမီးများအတွက်2025ခုနှစ်ဧပြီလ10ရက်နေ့မှ14ရက်နေ့အထိတပတ်စာဟော့စတန် ဒီရက်တွေအတွင်းမှာဘာရေမဟုတ်ပဲစိတ်နှုံးချက်နေစိတ်တို့လွယ်ပြက်တနာဖြစ်လွယ်တဲ့အချိန်ပါပဲပညာရေးကိစ္စတင်နန်းကိစ္စအလုပ်အင်တာဗျူးကိစ္စတွေမှာအခွင့်အရေးကောင်းတွေထူးထူးခြားခြားတွေ့ကြုံရတတ်သည်ဖျားပုံတော်ဘိုးတော်ဘာသာရေးနဲ့ပတ်သက်သောပုံတော်တွေဝင်လာလျင်ထိ80ရာခိုင်နှုန်းပေါက်ကင်းရှိသည်ထီထိုးဖြစ်အောင်ထိုးပါကိုပိုင်းလုပ်ငန်းများအင်တိုက်အားတိုက်တိုးချဲ့တင်ပါတယ် ဝန်ထမ်းဆိုရင်ယာရုတက်ခြင်းအခြေအနေအဆင့်တန်းမြင့်တက်ခြင်းများနှင့်ကြုံရတတ်သည်။ငွေရေးကြေးရေးတွေကလိုက်လေဝေးလေဖြစ်နေတတ်သည်။အိုးအိမ်အဆောက်အဦနေရာထိုင်ခင်းကိစ္စပြောင်းရွှေ့ရခြင်းအသည့်ဝင်ခြင်းများနှင့်တွေ့ကြုံရတတ်သည်။အချိုးပေးသောအရာအပြာရောင်စိမ့်ပြာရောင်အချိုးပေးသောကနန်းငါး၆အချစ်ရေးချစ်သူကိုအားကိုခြင်းနဲ့စိတ်ယုံကြည်ခြင်းနဲ့စိတ်တွေဖြစ်ပေါ်နေတတ်သည်။ အိမ်ဆောင်ရေးအိမ်ဆောင်ဘက်ကျမ်းမာရေးညံတက်သည်ကျမ်းမာရေးခါအကျော်ဒုက္ခပေးတက်သည်ရေရာနိုးစွမ်းမိမိအိမ်ဖျားမှာကတ်လူပါအင်္ဂါသားသမီးများအတွက်2025ခုနှစ်ဧပြီလ10ရက်နေ့မှ14ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာရဝေးနဲ့ပတ်သက်ပြီးငွေဝင်တာငွေကြေးကိစ္စအဆင်ပြေအောင်မြင်တတ်သည် လက်ရှိအလုပ်မှာနာမည်ကောင်းရခြင်းအထက်လူကြီးဆရာသမားချီးမွမ်းခံရခြင်းအဆင်ပြေအောင်မြင်ခြင်းများကြုံရတတ်သည်။အိုးအိမ်နေရာထိုင်ခင်းအစ်စ်ဝင်ခြင်း ပြုပြင်ပြင်ဆင်မွမ်းမံရခြင်းကိုပိုင်လုပ်ငန်းစီးပွားအစ်စ်လုပ်ငန်းအစ်စ်တိုးချဲ့ရခြင်းများနှင့်ကြုံရတတ်သည်။အလုပ်အင်တာဗျူးပညာရေးကိစ္စတင်နန်းကိစ္စတွေမှာရှေ့တိုးရခက် နောက်ဆုတ်ရခက်မတင်မကြတွေဖြစ်နေတတ်သည်။ ငွေကြေးကိစ္စများအလွဲလွဲအချော်ဖြစ်ပြီးတေချာပေါက်ရမယ်လို့ထင်ထားတဲ့ငွေများလွဲချော်သွားတတ်သည်အကျိုးပေးသောအရာအညိုရောင်ကော်ဖီရောင်အကျိုးပေးသောကနန်း64အချစ်ရည်စိတ်ညစ်စရာအထင်မြင်လွဲစရာများနှင့်ကြုံရတတ်သည်အိမ်ဆောင်ရေးနှစ်ဖက်မိသားစုကြောင့်ဆိတ်ရှုပ်ရတတ်သည်ကျမ်းမာရေးခြေထောက်အကျော်ဒုက္ခပေးတတ်သည်ရရာပရင်းမောင်မို့မိမိအိမ်ဖျားမှာကတ်လူပါ ဗုဒ္ဓဟူးသားသမီးများအတွက်2025ခုနှစ်ဧပြီလ10ရက်နေ့မှ14ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာကံကအစိုးကြီးမဟုတ်ပေမဲ့အကောင်းထဲမှာအနှောင့်အယှက်လေးတွေနည်းနည်းရောလာတဲ့အချိန်မျိုးဖြစ်သည်အလုံးနဲ့ပတ်သက်ပြီးစိတ်တွေထွေပြားအမှားမှားယွင်ယွင်ပြောမိလုံးမိတာမျိုးတွေဖြစ်တတ်သည်အမှားကိုအမှန်ထင်နေတတ်သည်ဘာကိုမှစိတ်မပါဘဲရောင်တောင်တောင်ဖြစ်နေတတ်သည် ဝန်ထမ်းဆိုရင်အလုပ်ထွက်ချင်လောက်အောင်စိတ်ရှုပ်ရတတ်သည်စိတ်ရှည်သီးခံပါအလုပ်ရွှေ့ပြောင်းမလုပ်သင့်ပါကိုပိုင်လုပ်ငန်းများစီးပွားသစ်တိုးချဲ့တာလုပ်ငန်းတစ္ဆာရာမျိုးတွေကို စိတ်လိုက်မှန်ပါ မလုပ်သင့်သေးပါဘူးစိတ်ရှည်သီးခံရမည့်အချိန်မျိုးဖြစ်သည်ဒီလိုအချိန်မျိုးမှာငွေကရှာလီဝေးလီဖြစ်နေပြီးအကျွေးရစရာတွေပေးစရာတွေမလဲပတ်ပဲဖြစ်နေတတ်သည် ကျိုးပေးသောအယောင်ပန်းနုယောင်ခယန်းယောင်အကျိုးပေးသောကနန်း39အချစ်ရည်အပြိုင်ဆိုင်တွေများနေတတ်သည်အိမ်ထောင်ရည်အိမ်ထောင်ဘက်နှင့်ခိတခဏခွဲနေရတတ်သည်ကျမ်းမာရည်ဝမ်းပိုက်ဥကောင်းဒုက္ခပေးတတ်သည်ရရာကြာဆန်းကြုံမိမိအိမ်ဖျားမှာကတ်လူပါသာသာဝေဒသမီးများအတွက်2025ခုနှစ်ဧပြီလ10ရက်နေ့မှ14ရက်နေ့အထိတပတ်စာဟောစတန်း ဒီရက်တွေအတွင်းမှာအဖက်ဖက်မှစိတ်ချမ်းသာစရာများနဲ့ကြုံရမည်။အောင်မြင်မှုတွေတန်းစီနေမည်။လက်တလောအောင်မြင်မှုတွေသာမကအရင်ကစ조사ခဲ့ရတဲ့အကျိုးတွေပါပြန်ပြီးခန်းစားရတတ်သည်။ဆုံးရှုံးထားတာတွေပြန်ရတတ်သည်။မျက်နာခဲ့သမျှအခွင့်အရေးကောင်းတွေပြန်ရတတ်သည်။လက်ရှိလုပ်ငန်းမှာလုပ်ငန်းတက်တိုးချေတာလုပ်ငန်းတက်ဆတာတွေလှုပ်ဆောင်တင်ပါတယ်။ငွေရေးကြေးရေးမှာတော်တော်လေးအဆင်ပြေအောင်မြင်မည်။ အကျွေးကြေတာအကျွေးဟောင်းပြန်ရတာမျိုးတွေဖြစ်တတ်သည်။အိုးအိမ်နေရာထိုင်ခင်းနှင့်ပတ်သက်သောအစီအစဉ်များလွဲချော်သွားတတ်သည်။မဖြစ်စလောက်ပြဿနာလေးနှင့်ကြီးကြီးမားမားပြောဆိုဖြေရှင်းရတတ်မျိုးကြုံတွေ့ရသည်။ပညာရေးကိစ္စ၊သင်တန်းကိစ္စတွေမှာအခက်အခဲအထင်အငော့ဖြစ်ပြီးမှအောင်မြင်မည်။အကျိုးပေးသောအရာ၊ကြက်သွေးရောင်၊ရွှေဝါရောင်၊အကျိုးပေးသောကနန်း၃၁အချစ်ရေးအစဉ်ပြေ OK နေပါလိမ့်မည်။ အိမ်နောင်ရေးအမျိုးသမီးကြီးတဦးကြောင့်စိတ်နှောင့်ရှက်ဖြစ်ရတတ်သည်။ကျမ်းမာရေးခြေထောက်သွားဒုက္ခပေးတတ်သည်။ရရပေါမုတ်မိမိအိမ်ဖျားမှာကတ်လူပါ။တောကြသားသမီးများအတွက်2025ခုနှစ်ဧပြီလ10ရက်နေ့မှ14ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာလက်ရှိလုပ်ငန်းအပြင် လုပ်ငန်းအစီအစဉ်အသစ်တွေပေါ်လာတတ်သည်။လက်ရှိအလုံးမှအင်တိုက်အားတိုက်တိုးချဲ့တဲ့အချိန်မျိုးပါပဲ။ ထင်ထင်ရှားရှားအောင်မြင်မှုတွေလည်းကြုံလာမည်။ဒါပေမဲ့အောင်မြင်သလောက်အလုံးမှာမနာလိုသူတွေပေါ်လာမည်။ရံများတက်သည်။ဝန်ထမ်းဆိုရင်အထက်လူကြီးဆရာသမားတဦးကထိထိရောက်ရောက်အကူအညီကောင်းတွေပေးလာတတ်သည်။ကိုပိုင်လုပ်ငန်းတွေတိတိတတ်တာစီးပွားတက်တာမျိုးတွေကြုံရမည်။ကောင်းသောအပြောင်းအလဲတွေနဲ့လည်းကြုံရမည်။ပညာရေးကိစ္စ၊တင်နန်းကိစ္စ ။အင်တာဗျူးကိစ္စတွေမှာမိဘဆရာသမားများရဲ့အကူအညီကောင်းရမည်။နေရာထိုင်ခြင်း၊အိုးအိမ်အဆောက်အဦကိစ္စတွေမှာမတင်မကျတွေဖြစ်ပြီးမှအောင်မြင်မည်။ငွေရေးကြေးကိစ္စတွေမှာတိုးလို့တန်းလန်းဖြစ်ကောင်းငွေကုန်ကျများနေတတ်သည်။အကျိုးပေးသောအရာမယမ်းရောင်။အနီရောင်အကျိုးပေးသောကနန်းတစ်နှစ်အချစ်ရေးချစ်သူအတွက်စိတ်ညစ်နေရမည်။အိမ်ောင်ရေး အထက်အငော့ဖြစ်နေတာတွေအစဉ်ပြေသွားပါလိမ့်မည်။ကျမ်းမာရေးခါအောက်ပိုင်းဒုက္ခပေးတတ်သည်။ရရအုံးသီးပါသောအစားအစာမိမိအိမ်ဖျားမှာကတ်လူပါ။တောကြသားသမီးများအတွက်2025ခုနှစ်ဧပြီလ10ရက်နေ့မှ14ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာလက်ရှိလုပ်ငန်းအပြင် လုပ်ငန်းအစီအစဉ်အသစ်တွေ ပေါ်လာတတ်သည်။လက်ရှိအလုံးမှ အင်တိုက်အားတိုက်တိုးချဲ့တဲ့အချိန်မျိုးပါပဲ။ ထင်ထင်ရှားရှားအောင်မြင်မှုတွေလည်းကြုံလာမည်။ဒါပေမဲ့အောင်မြင်သလောက်အလုံးမှာမနာလိုသူတွေပေါ်လာမည်။ရံများတက်သည်။ဝန်ထမ်းဆိုရင်အထက်လူကြီးဆရာသမားတဦးကထိထိရောက်ရောက်အကူအညီကောင်းတွေပေးလာတတ်သည်။ကိုပိုင်လုပ်ငန်းတွေတိတိတတ်တာစီးပွားတတ်တာမျိုးတွေကြုံရမည်။ကောင်းသောအပြောင်းအလဲတွေနဲ့လည်းကြုံရမည်။ ပညာရေးကိစ္စ၊သင်တန်းကိစ္စ၊အင်တာဗျူးကိစ္စတွေမှာမိဘ၊ဆရာသမားများရဲ့အကူအညီကောင်းရမည်။နေရာထိုင်ခင်း၊အိုးအိမ်အဆောက်အဦကိစ္စတွေမှာမတင်မကျတွေဖြစ်ပြီးမှအောင်မြင်မည်။ငွေရေးကြေးကိစ္စတွေမှာတိုးလို့တန်းလန်းဖြစ်ကောင်းငွေကုန်ကျများနေတတ်သည်။အကျိုးပေးသောအရာမယမ်းရောင်။အနီရောင်အကျိုးပေးသောကနန်းတစ်နှစ်အချစ်ရေးချစ်သူအတွက်စိတ်ညစ်နေရမည်။အိမ်ောင်ရေး အထက်အငော့ဖြစ်နေတာတွေအစဉ်ပြေသွားပါလိမ့်မည်။ကျမ်းမာရေးခါအောက်ပိုင်းဒုက္ခပေးတတ်သည်။ရရအောင်သီးပါသောအစားအစာမိမိအိမ်ဖျားမှာကတ်လူပါ။